မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 5 work and energy အလုံးနဲ့စွမ်းရည်အကြောင်းပဲဖြစ်ပါတယ်ဒီသင်ခန်းစာရဲ့ရွယ်ချက်တရားတော့အလုတ်ကိုယူပဗေဒအကြောင်းသားတယောက်ဟာတာမန်လူတယောက်ထက်ပိုးပြီးတော့အလုတ်ရဲ့သဘောတရားကိုပိုးပြီးတော့သဘောပေါက်နားလဲစေရန် နောက်တစ်ချက်ကအလုံးနဲ့ဆိုင်တဲ့သင်္ချာပုံသင်နည်းတွေ mathematical acceleration of work done ကို ပြန်လဲသုံးသပ်တတ်စေဖို့ရယ်နောက် dressel in dressel ဆွမ်းရင်ဖြစ်တဲ့ gravitational energy နဲ့ elastic potential energy တွေကိုစစ်ဆေးလေ့လာနိုင်စေရန်နောက် relationship between work and energy ဆွမ်းရင်တဲ့အလုပ်ရယ် relation ဆက်သွယ်ချက်ကိုသိရှိနိုင်စေရန်စွမ်းဟာအသွင်တစ်မျိုးမှအခြားအသွင်တစ်မျိုးသို့ကူးပြောင်းနိုင်ကြောင်းနဲ့ မီဘလို့စွမ်းရင်တည်မြဲတယ်ကိုလက်တွေ့သိရှိနားလည်စေဖို့ပဲဖြစ်ပါတယ်။နောက်အလုံးနဲ့စွမ်းရင်ဆိုင်ရာဘူတုဒ္တတွေကိုနေ့စဉ်ဘဝမှာအသုံးပြုနိုင်ကြောင်းသိရှိပြီးတော့တင်ရှားဆက်ဆက်မှုတွေကိုသုံးပြီးတော့ပုစာတွေကိုဖြည့်ရှင်းတတ်စေဖို့ပဲဖြစ်ပါတယ်။ In this chapter work and energy will be discussed. Before discussing mechanical energy, it is necessary to introduce a concept called work which is related to energy. အော် ဒီအခန်းမှာဆိုလို့ရှိရင်အလုံးနဲ့စွမ်းရင်တွေအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဆက်စွမ်းရင်အကြောင်းကိုမပြောခင်မှာမိတ်ဆက်ဖို့လိုအပ်တဲ့ concept အသိတညာအနေနဲ့ကတော့ work ပဲဖြစ်ပါတယ်သူဟာစွမ်းရင်တယ်လဲဆက်ဆက်မှု work normally the work is used to describe the different kind of activity that people do every day In physics, works was find the action force and the movement produced by the force. Work is said to be done when a force produces motion. တာမန်အနေနဲ့ကတော့လူတွေနေတိုင်းနေတိုင်းလှုပ်တဲ့လှုပ်ရှားမှုအမျိုးတွေမျိုးမျိုးတွေကိုဖော်ပြတဲ့နေရာတွေမှာ work ကိုသုံးတာပေါ့နော်။ယူပဗေဒမှာဆိုရင်အရာဝတ္ထုတစ်ခုကိုအားတက်ရောက်လို့ရွေ့သွားတယ်ဆိုရင်အလုပ်ဆိုတာဖြစ်ပေါ်တယ်။ဥပမာ object တခုအသက်ရောက်လိုက်လို့အဲ့ဒီအရာဝတ္ထုတခုကရွေ့သွားတယ်ဆိုရင်အလုတ်ပြီးမြောက်တယ်လို့ဆိုလိုတာအဲ့ဒါကိုပါတယ် work is defined as the product of force and distance move in the direction of force w equal to fs အလုတ်ရဲ့ definition ကတော့ဘယ်လိုလဲဆိုရင် w equal to fs အသက်ရောက်လိုက်တဲ့အားနဲ့အဲ့ဒီအသက်ရောက်လိုက်လို့အရာဝတ္ထုတခုရွေ့ရှားတဲ့ရွေ့အရွေ့နဲ့အားနဲ့ကြောက်ချင်းကို အလုတ်ကိုဆိုလိုခြင်းဖြစ်ပါတယ် w = fs လို့ဆိုလိုခြင်းပဲဖြစ်ပါတယ် work is a scalar quantity အလုတ်ဟာ scalar quantity ဖြစ်တယ် the si unit is the joule အလုတ်ရဲ့ si unit က joule ပဲဖြစ်ပါတယ် joule နဲ့သုံးပါတယ်1 joule of work is done when a force of 1 newton move an object through a distance of 1 meter in the direction of the force တော့အရာဝတ္ထုတစ်ခုကိုအာ1နျူတန်တက်ရောက်လိုက်တဲ့အခါမှာအဲ့ဒီအရာဝတ္ထုက1မီတာရွေ့သွားတယ်ဆိုရင်အဲ့ဒီအရာဝတ္ထုရဲ့အလုတ်ဟာ1ဂျိုးလို့ဆိုလိုခြင်းပဲဖြစ်ပါတယ် when the unit of force is pound and the distance is in foot the unit of work is foot pound fps system မှာဆိုရင်တော့အားရဲ့ unit ဟာပေါင်နဲ့သုံးပြီးတော့ distance အရွေ့ရဲ့ unit ကပေနဲ့သုံးတယ်အဲ့တော့ အားနဲ့ပေနဲ့မြှောက်လိုက်တဲ့အခါပောင်နဲ့ foot နဲ့မြှောက်လိုက်တဲ့အခါမှာ walk down unit ဟာ foot ပောင်ဖြစ်ပါတယ် quant the unit of force dine or အားရဲ့ unit ဟာ dine ဖြစ်ပြီးတော့ distance ရဲ့ unit ဟာ centimeter ဒါ centimeter ရဲ့ system မှာပြောတာပါ cgs system မှာဆိုရင်အားရဲ့ unit ဟာ dine distance ရဲ့ unit ဟာ centimeter ဒါကြောင့်မလို့ w equal to fs နဲ့ပြန်တွက်လိုက်မယ်ဆိုရင်အလောက်ရဲ့ unit ဟာအနဲ့သုံးပါတယ်အဲ့တော့1ဂျိုးနဲ့ art နဲ့ဆက်သွယ်ချက်ကတော့1 equal tan ပေါ်ပါ7 art လို့သတ်မှတ်ပါတယ် one and fourth is constant and the direction of force makes an angle theta with that of motion work is defined as follow ကဂိမ်းတွေဖြစ်ပါတယ်အဲ့တော့အရာဝတ္ထုတစ်ခုကိုအားတက်ရိုက်လဲလို့အဲ့ direction အားရဲ့ direction ကအင်္ဂတီတာအတိုင်းသွားမယ် down degree တီတာအတိုင်းသွားမယ်ဆိုဒီအလုပ်ရဲ့အဓိပ္ပာယ်သတ်မှတ်ချက်ကို WE = FS cos တီတာနဲ့သတ်မှတ်ပါတယ်တချို့အရာဝတ္ထုတွေကဒီတိုင်းတုံးလို့မရဘူးကျိုးလေးတစ်ခုနဲ့ဆွဲရတာမျိုးရှိမယ်ဒါဆိုရင် down degree တစ်ခုတက်ရောက်တယ်အဲ့တော့အဲ့ down degree ကို teacher တို့က cos theta နဲ့ဝင်ပြီးတော့ထက်ပြီးတော့မြှောက်ပေးခြင်းပဲဖြစ်ပါတယ် fs cos w equal to fx ကနေပြီးတော့ cos theta တန်ဖို့ဘာကြောင့် theta တန်ဖို့ down အတိုင်းပဲမမြောက်လဲဆို cos theta ရေပြင်ကြီးအတိုင်းအနေရွေ့ပြီးတော့ down degree သူစောင်းတဲ့အတွက် horizontal ဆိုရင်တချို့တို့ရှေ့တုန်းကမှတ်ခဲ့မှုပါတယ် cos ဆိုလို့ရှိရင်ဒါ h cos x ဝင်ရိုးအတိုင်းဆိုရင် cos နဲ့သတ်မှတ်တယ် y ဝင်ရိုးအတိုင်းသွားတယ်ဆိုရင်တော့ y sin အဲ့တော့ဒီမှာကတော့ horizontally ကနေပြီးတော့ down degree တခုစောင်းသွားတဲ့အတွက် cos theta နဲ့သုံးပါတယ် example of work done by constant food ကိန်းသေးအားကြောင့်ဖြစ်ပေါ်လာတဲ့အလုတ်ပြမြောက်ကြောင်းကိုဥပမာတွေနဲ့ဖော်ပြထားတယ်အဲ့ဒီမှာတချို့လို၃ခုဖော်ပြမယ်နံပါတ်၁ကတော့ when the direction of force and motion are the same အားနဲ့ရွေရှားမှုရဲ့ဥတီဘက်တွေတူတဲ့အခါမှာ theta down theta တန်ဖိုးဟာ0ဖြစ်တယ်။ဒါကြောင့်မလို့ w equal to fs cos theta formula နဲ့အစားသွင်းလိုက်မယ်ဆိုရင် cos 0ရဲ့တန်ဖိုးဟာ1ဖြစ်တယ်။ calculator နှိပ်ကြည့်လိုက်ရင်သိပါတယ် cos 0 equal to 1ဒါကြောင့်မလို့ w equal to fs ဒီအခြေအနေမှာဆိုရင်အလုံးအများကြီးပြီးမြောက်တယ်။အလုံးအများဆုံးပြီးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။နောက်နံပါတ်2က one the force and motion are opposite direction ကဲဒီချက်တော့အရာဝတ္ထုတစ်ခုအားတက်ရောက်လိုက်မယ်တွန်းလိုက်တာဒီဘက်ကိုရွေ့စေခြင်းနဲ့ဒါပေမဲ့အားနောက်ကိုပြန်နေအဲ့တော့အားနဲ့ရွေ့ရှားမှုက opposite direction ဖြစ်နေတယ်ဆိုရင်တီတာရဲ့တန်ဖိုးတောင်းတီတာရဲ့တန်ဖိုးက180 degree မြင့်မြောက်အတိုင်းရွေးရှားမှု180 degree မြင့်မြောက်အတိုင်း degree ဖြစ်တယ်ဒါကြောင့်180 degree အဲ့တော့ w equal to fs cos theta မှာအစားသွင်းမယ်ဆိုရင် cos 180ရဲ့ degree ရဲ့တန်ဖိုးဟာ -1 ဖြစ်တယ်အဲ့ဒီမှာအလုံးနဲ့ ကိုတက်ရောက်လိုက်တဲ့အားနဲ့ရွေရှားမှုနဲ့မြှောက်လက်ဟာစန့်ကျင်ဘက်ဖြစ်နေတယ် opposite ဖြစ်နေတယ်အလုတ်က negative နဲ့ထွက်တယ်ဒီအတိတ်ပဲ啊သူကအလုတ်နဲ့အားနဲ့ရွေရှားမှုဟာစန့်ကျင်ဘက်ဖြစ်နေတဲ့အတွက်အလုတ်ကအ ਨੇ ဆုံးပဲပြီးပါတယ်ဒီအချိန်နေမှာဆိုရင်ဒီ case မှာဆိုရင် အလုတ်ပြီးမြောက်မှုအ ਨੇ ဆုံး case ပေါ့နော်နောက်တစ်ခုက one the force and motion are perpendicular to each other အဲ့တော့ က်ရောက်လိုက်တဲ့အားနဲ့ရွေးရှားမှုနဲ့တောင်းပန်ကြတယ်။ဥပမာတချို့တို့ထိုင်နေတဲ့အနေအထားပေါ့။တချို့တို့ထိုင်နေတဲ့အနေအထားဆိုရင်အားအပေါ်တက်ရောက်နေမယ်။ရွေးရှားမှုလည်းမရှိဘူး။မရွေ့ဘူးပေါ့။မရွေ့ဘူး။မရွေ့ဘူးဆိုတဲ့အတိတ်ပဲပဲ။အားရဲ့တက်ရောက်မှုနဲ့ရွေးရှားမှုဟာတောင်းပန်ဒီဂရီဖြစ်နေတယ်။အဲ့ဒီအနေမှာအလုတ်ပြီးမြောက်ဘူးမရွေ့ဘူးဆိုရင်အလုတ်ပြီးမြောက်မှုမရှိဘူးဆိုတဲ့အတိတ်ပဲ။တို့လိုလိုထွက်တယ်။ဘာကြောင့်လဲ? cos 90 degree က0ဖြစ်တယ်။အဲ့တော့ fs cos theta မှာ cos 90 degree 0ဖြစ်တဲ့တန်ဖိုးနဲ့မြှောက်လိုက်တဲ့အခါမှာ w equal to 0ဒီအခြေအနေမှာအလုတ်ပြီးမြောက်မှုမရှိဘူးတချို့ထိုင်နေတယ်ဆိုရင်မရွေ့တော့ဘူးလေဒါပေမဲ့အားတော့တက်ရောက်နေတယ်မရွေ့တဲ့အတွက်အလုတ်ပြီးမြောက်မှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါကဲ example 1ကိုကြည့်ရအောင် example 1မှာဆိုရင် a child is pulling trying car ကားရုပ်ကလေးကိုဆွဲသွားတယ်သူက10 newton force နဲ့ the direction of force make anger ဒီမှာတချိုးနဲ့ဆွဲတဲ့အတွက် သူသွားတဲ့အရွေးနဲ့အန်ငယ်ကဘယ်လောက်လဲ20ဒီဂရီဆိုတဲ့အတိတ်ပဲပါဒီပုံလေးမှာဆိုရင်အဲ့တော့ horizontal plane နဲ့သူကဆွဲတယ်ဒီမှာကျိုးလေးနဲ့ဆွဲသွားတယ်အဲ့ဒီဒီခါမှာကားကဘယ်လောက်ရွေ့သွားလဲဒီအယုတ်ကားလေးက6မီတာရွေ့တယ် how much with does the child do ဒီကလေးလေးလောက်တဲ့အလုတ်ပြီးမြောင်းမှုဘယ်လောက်လဲလို့မေးအဲ့တော့ force က10 newton ရွေးတာ6မီတာတည်တာတံပိုးကဒီမှာ down degree ဆောင်းပြီးတော့ရွေးတဲ့အတွက်20 degree ဖြစ်တယ်ဒါကြောင့်မလို့ w equal to fs cos တည်တာအစားသွင်းပြီးတွက်မယ်ဆိုရင်လိုအပ်တဲ့အဖြစ် w equal to 56.38 joules ဆိုတာကိုရလာမှာပါ now is a 2ကိုဆက်ကြည့်အောင် how much work is done အလုပ်ပြီးမြောက်မှုဘယ်လောက်လဲဘယ်အခါမှလဲ one a bug is pushed with the force of 20 newton to, through the horizontal distance 3 meter ရေပြင်ကြီးအတိုင်းတွန်းလိုက်တယ်ဒီလူကြီး3မီတာတွန်းလိုက်တဲ့အခါမှာအားဟာ20 newton တက်ရောက်တယ်အဲ့ဒီအခါမှာပြီးမြောက်မယ်အလုတ်ကိုမေးတာပါအဲ့တော့ force တန်ဖိုးပေးတယ်ရွေ့တဲ့အရွေ့တန်ဖိုးပေးတယ်အဲ့ဒီမှာ F နဲ့ S နဲ့ဟာ same direction အားတက်ရောက်လိုက်တဲ့အတိုင်းရွေ့တယ်ဖြစ်တဲ့အတွက်တီတာတန်ဖိုးက 39ဒီဂရီဖြစ်တယ်ဒါကြောင့်မလို့ fs cos theta မှာ cos 0ကတန်ဖိုးက1ဖြစ်တယ်ဒါကြောင့်မလို့လိုအပ်တဲ့အဖြစ်60ဂျိုးဆိုတာကိုရလာတာပါဒီ review အစားအစာလေးကိုဆက်ကြည့်အောင်နော် a woman push a child who is riding tricycle tricycle စလေးစီးထားတဲ့ကလေးလေးရဲ့တွန်းလဲလေးကိုမိမကြီးကတွန်းတယ်ပေါ့နော်အဲ့ဒီမှာအားရဲ့တက်ရောက်မှုဟာသူတွန်းတဲ့အား200 newton ရှိတယ် tricycle လေးอ่ะအဲ့ဒီခါမှာရွေ့သွားတယ်2မီတာလောက်ရွေ့သွားတယ်အဲ့ဒီမှာဒီအမျိုးသမီးရဲ့ပြင်းမြောက်တဲ့အလုတ်ဟာ100ကျိုးအလုတ်ကိုလည်းပေးထားတယ်အားလည်းပေးထားတယ်အကွာအဝေးလည်းပေးထားတယ်ကဲရှာစရာပါရှိအောင်မလဲ find the angle between the force and displacement သူတက်ရောက်လိုက်တဲ့အားနဲ့ရွေ့သွားတဲ့အရွေ့ရဲ့ကြားမှာရှိတဲ့ down degree လေးကိုမေးတာ တည်တာလေးပေါ့เนาะအဲ့ဒါလေးကိုမေးတာပါအဲ့တော့ချေတို့က F equal to 200 Newton S က2 meter W က100 joule အဲ့တော့တည်တာဘယ်လောက်လဲအော် W equal to F cos θ မှာအစားသွင်းပြီးတွက်လိုက်မယ်ဆိုရင်ဒီချေတို့လိုအပ်တဲ့တည်တာ တန်ဖိုးရမယ်အဲ့ဒီနေရာမှာ cos θ မှာ cos တန်ဖိုးကြည့်လိုက်လို့ရှင် cos တန်ဖိုးဒီရတဲ့အဖြေကို cos တန်ဖိုးကြည့်လိုက်တဲ့အခါမှာ 75° 31 minutes ဆိုတာရပါလိမ့်မယ်အဲ့ဒီမှာ cos theta equal to cos 75 degree 31 minutes ဆိုတာအတူတူ parallel ရေးပြီးမှ cos တွေပြိုင်တူဖြုတ်ချပါနော်ဒါဒီအဆင့်ကနေဒီအဆင့်ကိုတက်ရောက်သွားလို့မရပါဘူးဒီအဆင့်ကနေဒီအဆင့်ကိုတက်ရောက်သွားရင်ဒီချေတော့အမှန်မပေးပါဘူးဒီလိုမျိုးပဲဖြစ်ရမယ်เนาะဒါကဲစွမ်းရင်ဘိုင်းကိုဆက်ပြီးတော့ကြည့်ရအောင်စွမ်းရင်ဘိုင်းကိုဆက်ကြည့်တဲ့နေရာမှာ energy is a capacity to do work the SIU unit for energy is joule energy possesses by a body is measured by the amount of work done whenever work is done on the body the energy gained by the body is equal to the amount of work done ဆိုရင်ဆိုတာအလုံးလုံးနိုင်တဲ့စွမ်းရည်ဖြစ်တဲ့ဝတ္ထုတစ်ခုအရာဝတ္ထုတစ်ခုပေါ့နော်ပိုင်ဆိုင်ထားတဲ့စွမ်းအင်ကိုပြီးမြောက်တဲ့အလုပ်ပမာဏနဲ့တိုင်းပါတယ်ဒါကြောင့်မလို့ စွမ်းအင်ရဲ့ unit ဟာလည်း work done ရဲ့ unit လိုပဲ သူ့ရဲ့ SI unit ကလည်း joule ပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ကအဲ့ဒီအရာဝတ္ထုတစ်ခုပေါ်ကိုပြုတ်လုတဲ့အလုပ်ပမာဏဟာဝတ္ထုကိုပေးလိုက်တဲ့စွမ်းအင်နဲ့ပမာဏနဲ့အတူတူပဲဖြစ်တယ်ဒါကြောင့်မလို့စွမ်းအင်ရဲ့ unit နဲ့အလုပ်ရဲ့ unit နဲ့အတူတူဖြစ်သွားတာလို့ဆိုလိုခြင်းပဲဖြစ်ပါတယ် there are different form of energy they are mechanical energy heat energy, light energy, electrical energy, nuclear energy, and so on. In this chapter, only mechanical energy will be discussed. အဲ့တော့စွမ်းရင်အသွင်အမျိုးမျိုးရှိတယ်၊စွမ်းရင်ပုံစံအမျိုးမျိုးရှိတယ်။အဲ့ဒါတွေကတော့ဆက်စွမ်းရင်အပူစွမ်းရင်အလင်းစွမ်းရင် တက်ဆစ်စွမ်းရင်နျူကလ িয়ার စွမ်းရင်စသဖြင့်ပေါ့နော်ဒီအခန်းမှာဒီ chapter မှာတော့ဆက်စွမ်းရင် အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးမှာပဲဖြစ်ပါတယ်ဒါကတော့စွမ်းရင်ပုံစံအမျိုးမျိုးကိုဖော်ပြထားတာပဲဖြစ်ပါတယ်ပုံလေးတွေနဲ့လေ့လာကြည့်ကြပါโอเค mechanical energy ဆက်စွမ်းရင် mechanical energy မှာဆိုရင်တစ်ချက်တော့နှမျိုးရှိတယ် kinetic energy အရွေစွမ်းရင်အရာဝတ္ထုတွေရွေရှားရင်ဖြစ်သွားတဲ့စွမ်းရင် kinetic energy နဲ့ potential energy position or configuration ဆိုတီနေရာနဲ့အနေထားကြဖြစ်ပေါ်လာတဲ့ potential energy အတီစွမ်းရင်ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့တော့ mechanical energy မှာ kinetic energy နဲ့ potential energy နှစ်ခုရှိပါတယ်ကဲဆက်ကြည့်အောင် kinetic energy energy acquired by a body due to its motion is called kinetic energy အရာဝတ္ထုတစ်ခုရွေးချယ်ဖို့အတွက်လိုအပ်တဲ့စွမ်းအင်ကိုအရွေစွမ်းအင်လို့ခေါ်တယ် Let us consider a body of mass m which is addressed let an external force f external be applied to the body the according to newton's scan law the acceleration of the body must be a equal to f external by m အော်ဒီစာပိုက်ရဲ့ဆိုလိုချက်ကတော့ဘယ်လိုလဲဆိုရင်အရာဝတ္ထုတစ်ခုရဲ့ mass m ရှိတဲ့အရာဝတ္ထုတစ်ခုကယက်နေမယ်အဲ့ဒီအရာဝတ္ထုတစ်ခုကိုဘယ်ဖြစ်ဖြစ်ခန္ဓာကိုယ်တစ်ခုကိုဖြစ်ဖြစ် အပြင်ပအားတစ်ခုတက်ရောက်လိုက်မယ်ဆိုပါစို့အဲ့လိုအားတစ်ခုတက်ရောက်လိုက်မယ်ဆိုရင်အဲ့ဒီအရာဝတ္ထုကအရှိန်ဖြစ်ပေါ်သွားမယ်အဲ့ဒီအရှိန်ဖြစ်ပေါ်သွားခြင်းအပြင်အဲ့အရာဝတ္ထုရဲ့အရှိန်ဟာကျေတော့ဒါက F equal to MA ကနေသွားတာ F equal to MA အဲ့တော့ A equal to F ကို mass နဲ့စားတာအဲ့တော့ acceleration ဖြစ်ပေါ်တယ်ပေါ့အဲ့လို acceleration ဖြစ်ပေါ်ခြင်းအပြင်အရာဝတ္ထုတစ်ခုမှာဒီမှာ due to the applying force the body will be motion အရာဝတ္ထုတစ်ခုကိုအသက်ရောက်လိုက်တာနဲ့အဲ့ဒီအရာဝတ္ထုကအချိန်ဒါမှမဟုတ်အလျင်တိုးသွားတယ်၊ရွေ့သွားတယ်ပေါ့နော်။အလျင်တိုးတဲ့အချိန်တိုးတဲ့ဆိုဒီအရာဝတ္ထုကရွေ့သွားတယ်။အရာဝတ္ထုတစ်ခုအကွာဝေးတစ်ခု distance s တစ်ခုရွေ့သွားမယ်ပေါ့။အကွာဝေးတစ်ခုခုပေါ့ something ပေါ့။တစ်ခုခုအကွာဝေးရောက်သွားမယ်3မီတာ၊5မီတာ၊အော်5မီတာတစ်ခုခုပေါ့ရောက်သွားမယ်ဆိုရင်အဲ့ဒီဥစ္စာကိုတကယ်တော့ kinetic energy လို့ခေါ်တာပါအရွေစွမ်းရင်ဖြစ်ပေါ်တယ်လို့မှတ်ထားပါမယ်အဲ့ဒီမှာ v square equal to v naught square plus 2as ဆိုတဲ့ formula နေလာတာပါ address ဆိုတဲ့အတွက်တချို့က address ဆိုတဲ့အတွက် v naught equal to 0ဘာကြောင့်လဲဆိုတော့ address ရက်နေတဲ့အရာဝတ္ထုကိုတွန်းလိုက်တော့စာအုပ်လျင်မရှိဘူးရက်နေတာဖြစ်တဲ့အတွက်ဒီမှာအဲကြောင့် final velocity ရှိတယ်အဲ့တော့ v square equal to 2as ဲ့တော့ Venus Square မရှိတဲ့အတွက်ဒီချက်တို့0အစားထိုးပြီးတော့တွက်လိုက်တာတွေ့ရဆရသွားတဲ့အတိတ်ပဲအဲ့ဒီကနေပြီးတော့မှ formula ကိုရွှေ့လိုက်တဲ့အခါမှာ half mv square equal to fs ဆိုတာဖော်ပြလာတယ်အဲ့တော့ fs ဆိုတဲ့အတိတ်ပဲကရှေ့မှာသိခဲ့ပြီးသား fs က w equal to fs လို့သိပြီးသားဖြစ်တဲ့အတွက်ဒီအပေါ်မှာပြထားတဲ့ in the above equation အရာ F H star နဲ့ S is the work done W ရဲ့အတိတ်ပဲ work done ရဲ့အတိတ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ the body and is the amount of energy given to the body အဲ့ဒီအရာဝတ္ထုမှာပြင်းမြောက်တဲ့အလုပ်ရဲ့တန်ဖိုး W equal to F S နဲ့ကျွေးသွားတဲ့အရွေစွမ်းအင်နဲ့ညီမျှတယ်ဆိုတဲ့အတိတ်ပဲပါဒါကြောင့်မလို့ half mv square is a kinetic energy half mv square ကိုတခြားရော kinetic energy လို့သတ်မှတ်ပါတယ် လက်ခံပါတယ် receiving the body which is expressed as ဘယ်လိုဖော်ပြလဲဆိုရင် k equal to half mv square နဲ့ဖော်ပြတယ် if the body is moving with the initial velocity v it final velocity စာအုပ်လျင် v နော့ကနေပြီးတော့ final velocity v ကိုကူးပြောင်းသွားတဲ့အခါမှာဒီချေတို့ energy change သွားတယ် kinetic energy ပြောင်းသွားတယ်အဲ့တော့ data ke အဲ့တော့ final velocity တွေက final တွေကနေပြီးတော့ဗောနော်ဒါ initial ကိုနှုတ်တဲ့သဘော ဲ့ဒီမှာ data gain equal to half mv square minus half mv not square သူကလည်းအလုပ်ပြမြောက်ချင်းပဲ w equal to f ဒါ w ပေါ့နော်အဲ့တော့ w နဲ့ data gain နဲ့လည်းအတူတူပဲ chain kinetic energy ဟာလည်းဘာနဲ့အတူတူပဲလဲဆိုရင် work done နဲ့အတူတူပါပဲအဲ့တော့ data gain ဟာ work done နဲ့အတူတူပဲဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြခြင်းပဲဖြစ်ပါတယ်အဲ့တော့ example 3လေးကိုဆက်ကြည့်ရအောင် a truck with mass 150 0 kg 1500 kg max ရှိတဲ့ကုန်တင်ကားတစ်စီး traveling ရွေ့သွားတယ် speed ကဘလောက်လဲ20 meter per second truck ကားတစ်စီးသွားလိုက်တယ် speed က20 meter per second အဲ့ဒီမှာဒီ truck ရဲ့ kinetic energy ကိုရှာခိုင်းတယ်အဲ့တော့ mass ပေးတယ် v ပေးတယ်ဆိုရင်တည်ပြီးသား formula ဖြစ်တယ်ဒါလေးလို့ဒါလေးကိုတော့တချို့ note တက်လောက်ထားရမယ် မင်းတို့လည်းမှတ်ထားရမယ်ပေါ့စာတွဲရင်းနဲ့လည်းရသွားမှာပါအလွတ်ချက်ဆရာမလို့ပါအောင် KE square to have MB square ကိုအစသမီးတွဲလိုက်မယ်ဆိုရင်လိုအပ်တဲ့အဖြစ်လိုချင်တဲ့အဖြစ်အရွေစွမ်းရင်တန်ဖိုးရလာမှာဖြစ်ပါတယ်အဲ့တော့ potential energy ကိုစက်ကြည့်ရအောင်အတီစွမ်းရင်ပေါ့နော် The energy stored in the body due to its position or configuration is called potential energy. အရာဝတ္ထုတစ်ခုရဲ့အတိဆွမ်းရင်ဆိုတာအဲ့ဒီအရာဝတ္ထုရဲ့တည်နေရာဒါမှမဟုတ်အနေအထားအတိုင်း store လုပ်ထားတဲ့စွမ်းအင်ဟာအတီစွမ်းအင်ပဲဖြစ်ပါတယ် potential energy မှာဒီချက်တို့သိရမယ့် potential energy နှစ်မျိုးရှိပါတယ် gravitational potential energy နဲ့ elastic potential energy ပါ gravitational potential energy ကတော့ဒီချက်တို့ကဘာမြေကြီးရဲ့ဒီ earth surface နီးမှာရှိတဲ့အမြင့်တစ်ခုမှာရှိတဲ့အရာဝတ္ထုတွေမှာလည်း gravitational potential energy တို့ကရှိတယ်အဲ့တော့ဒီ waterfall ပေါ့ဒီမှာဒါရေတံခွန်ပေါ့ရေတံခွန်ကနေ ကျလာတဲ့ရေရဲ့စွမ်းရင်ပေါ့အဲ့ဒီမှာရေတံခွန်ကကျလာတဲ့ရေမှာလဲ potential energy ရှိတယ်စီးကျလာပြီဆိုမှဒါ kinetic energy ကိုပြောင်းတာပေါ့နော်။နောက်ဆယ်တွေထဲမှာရှိတဲ့ dam တွေပေါ့ဆယ်တွေဆယ်တွေထဲမှာရှိနေတဲ့ရေဟာလဲ potential gravitational potential energy ရှိပါတယ်။အဲ့တော့စာအုပ်တစ်ခုအမြင့်တစ်ခုမှာရှိတဲ့စာအုပ်မှာလဲ gravitational potential energy ရှိတယ်။တကယ် elastic potential energy ကကြတော့ဒါ example အနေနဲ့ပြောတာပေါ့အများကြီးတော့ elastic potential energy တွေ gravitational potential energy တွေရှိတဲ့ ဒီ example တွေဟို daily life မှာ သုံးနေတဲ့အရာတွေရှိနေတဲ့အရာတွေကို Google မှာရှာကြည့်လိုက်မယ်ဆိုရင်လေဒီ energy ကို potential energy ရိုက်ထည့်လိုက်မယ် how about potential energy about potential energy about kinetic energy about mechanical energy ဆို Google internet ရှိနေတာ ਨੇ ဒါ Google မှာရှာကြည့်လိုက်မယ်ဆိုရင်အများကြီး example တွေအများကြီးရလာနိုင်ပါတယ်မင်းတို့စ조사ကြည့်လို့ရတယ်ရှာဖွေကြည့်လို့ရတယ်ဒါတစ်ချက်မှတ် ဟိုမှတ်စရာအတွက်နော် knowledge အတွက်ကိုထပ်ဖြည့်ပြီးပြောပြတာပေါ့နော်။ကဲ elastic potential energy မှာဒီမှာမြားလေးနဲ့ပြစ်နေတာမြားနဲ့အဘိုးအန် arrow မှာလည်း elastic potential energy ရှိတယ်ဒီ arrow ဒီဘိုးကိုဆွဲလိုက်တာနဲ့ဒါရုံးမြန်ရုံးမြန်နိုင်တဲ့အရာဝတ္ထုတိုင်းမှာ elastic potential energy ရှိတယ်ဆိုတဲ့သဘောကိုပြတာပါဒီမှာလည်း spray လေး compress လုပ်ထားတယ်ဖိထားတဲ့ spray မှာလည်း elastic potential energy ရှိတယ် strength ဆန့်နိုင်တဲ့ဆန့်နိုင်ကြုံနိုင်တဲ့ စပရိတ်နေမှာ elastic potential energy ရုံးပြန်အတီဆွမ်းရင်ရှိပါတယ်အဲ့တော့ gravitational potential energy အဲ့ gravitational potential energy ကိုကြည့်မယ်ဆိုရင် let us consider a body of mass m which is on the ground ကဘာမြေကြီးပေါ်မှာရှိတဲ့အရာဝတ္ထု mass ရှိတဲ့အရာဝတ္ထုတိုင်းမှာ gravitational potential energy ရှိတယ် when the body is raised at height h အမြင့်တစ်ခုမှာကဘာမြေကြီးပေါ်မှာရှိတဲ့အရာဝတ္ထုတစ်ခုကအမြင့်တစ်ခုမှာရှိနေမယ်ဆိုရင် မြေပြင်ပေါ်ရဲ့မြေပြင်ရဲ့အမြင့်တနေရာမှာရှိနေမယ်ဆိုရင် gravitation နဲ့ force တက်ရောက်နေမယ်အဲ့ဒီမှာ work done ဆိုတာဖြစ်ပေါ်လာမယ်အဲ့ဒီမှာပဲ gravitation နဲ့ potential energy ဆိုတာဖြစ်ပေါ်လာပါတယ်ဒါကြောင့်မလို့ w fs the amount of work done against the gravitation နဲ့ force mg ဒါကြောင့်မလို့ mg ဒီမှာ s ကို h နဲ့ပြောင်းလိုက်တာအရွေ့ဆိုတာအမြင့်တစ်ခုမှရှိနေတာလေဒါအကွာအဝေးတစ်ခုပဲဒါကြောင့်မလို့ f က MG F နဲ့တချို့တက်ရောက်နေတဲ့ R နဲ့ weight နဲ့အတူတူပဲဒါကြောင့်မလို့ F က MG S က H ဒါကြောင့်မလို့ W equal to MGH this amount of work done MGH is strong by the body as gravitational potential energy အဲ့တော့ခန္ဓာကိုယ်ကအရာဝတ္ထုက store လုပ်ထားတဲ့အလောက်ပြင်းမြောက်ခြင်း work done ရဲ့ပမာဏဟာ gravitational potential energy တွားဆွဲအတီဆွမ်းရင်ပဲဖြစ်ပါတယ်။ That's the energy stored in a body due to its position. အဲ့ဒီအရာဝတ္ထုရဲ့နေရာကြောင့်ဖြစ်ပေါ်လာတဲ့တူလောင်ထားတဲ့ဆွမ်းအင်ဟာ gravitational potential energy လို့ခေါ်ပါတယ်။ PE နဲ့သတ်မှတ်ပါတယ်။ PE သင်္ကေတပြပါတယ်။ PE equal to mgh ဒါလေးကတော့မင်းတို့ note တက်လုပ်ပြီးမှတ်ထားမှာဖြစ်ပါတယ်။ gravitational potential energy is the energy which a body possesses အရာဝတ္ထုက possess ပိုင်းဆိုင်ထားတဲ့စွမ်းအင်ဟာလေ gravitational potential energy ပါပဲဒါဘာလို့ပြောချင်တာလဲဆိုတော့ तू ကအရာဝတ္ထုရဲ့ဒီ position တင်းနေရကဘာမြေကြီးနဲ့ဆက်ဆက်နေတဲ့အတိတ်ပဲပါအဲ့တော့ gravitational potential energy is a energy which a body possess because of its position relative to the ground when an object with mass m near the earth's surface is rise from height h not to height 8 the change in potential energy is given by ကဲအမြင့်တစ်ခုကနေတစ်ခုကိုပြောင်းမယ်ပေါ့ change လိုက်မယ်ပေါ့အမြင့်နှစ်ပေရနေပြီးတော့၄ပေအထိမြင့်လိုက်မယ်2မီတာကနေ၄မီတာအထိမြင့်လိုက်မယ်နေရာတစ်ခုကိုပစ္စည်းတစ်ခုကတစ်ခုနေရာလေးရွှေ့သွားမယ်ပေါ့စောင်းစင်လေး 2မီတာကနေပြီးတော့ဆင်မြင့်2မီတာဆင်မြင့်ကနေပြီးတော့6မီတာဆင်မြင့်ကိုရွေ့သွားလိုက်မယ်ရွေ့သွားလိုက်မယ်ဆိုရင် height ပြောင်းသွားပြီအဲ့ဒီမှာ potential energy ချိန်သွားမယ်အဲ့တော့ potential energy ချိန်တဲ့အတွက် delta pe equal to mgh minus mgh တော့များလာတဲ့ကနဲတာအောင်နှုတ်ပေါ့ final တဲ့ကနေပြီးတော့ initial ကိုနှုတ်ပေါ့ဒါ the change in potential energy ကလည်း work done အလုပ်ပြင်းမြောက်ခြင်းပါပဲဒါကြောင့်မလို့ PE equal to dot PE equal to လဲ W ပါပဲ။ကဲ elastic potential energy ကိုစက်ကြည့်အောင်ရုံးပြန်အတီဆွမ်းအင်။ The potential energy due to configuration ကဲနေရာအနေထားပေါ့။ဒါကကြတော့နေရာအနေထား position မဟုတ်တော့အနေထားပေါ့။လောက်လေးကွာအောင်မဆွဲခင် ဆန်လိုက်တယ်စထရန်လောက်လိုက်တယ်ကွန်ပရက်စ်လောက်တဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါဒါကြောင့်မလို့ the potential energy due to configuration is called elastic potential energy for example the energy stored in the compressed energy store လောက်ထားတဲ့ဖိအားဖိချင်းအားဖြင့်၎င်း strength spring ဆိုတာဒီမှာ arrow နဲ့ဘိုးနဲ့ဆန်လိုက်ခြင်းအားဖြင့်၎င်းဒီတရေကျိုးကလည်းဒီလိုပဲလောက်လေးกว่าကိုဆန်လိုက်တယ်ဖိလိုက်တယ်အဲ့ဒီအနေထားမှာ energy store လောက်ထားတဲ့ ဥပမာကိုပြောတာပါ the strand rubber band of a cutter box or strand bow ညာကို strand လောက်လိုက်မယ် cutter box ဆိုတာလောက်လေးกว่าတရေပေါ့လောက်လေးกว่าမှာရှိတဲ့ rubber band ကို strand လောက်မယ်ဆိုရင်အဲ့ဒီ spring ထဲမှာ strand လောက်ထားတဲ့ spring ထဲမှာဖိတိတ်ထားတဲ့ compress လောက်ထားတဲ့ spring ထဲမှာစွမ်းအင်တွေတူလောင်ထားတဲ့အဲ့ဒီစွမ်းအင်ကို elastic potential energy လို့ခေါ်တာပါ the elastic potential energy is compress or strand spring အဲ့တော့ half KA2 နဲ့သုံးပါတယ် formula အနေနဲ့ K ကကြတော့ spring constant spring constant ရဲ့အဓိပ္ပာယ်ပါအဲ့တော့ H ကကြတော့သူကဒီတရေကျိုးလေးပေါ့ spring လေးရဲ့ဆန်အားပေါ့ extension ဒါမှမဟုတ် compressing of spring ကိုပြောခြင်းဖြစ်ပါတယ်เนาะကဲခုဆက်ကြည့်မယ်ဆိုရင်ကျတော့ example 4ဆက်ကြည့်အောင် example 4မှာ the girl lift her school bag of mass 3 kg from the floor on do ha lap through the height of 0.5 meter သူကចောင်းလွယ်အိတ်ကိုဆွဲလိုက်တယ်កောင်းမလေးရចောင်းလွယ်အိတ်က mass က3 kg 3 kg ရှိတဲ့ចောင်းလွယ်ကလေးကိုចမ်းမြင်ရနေပြီးတော့အမြင့်ဒီလိုလေးမလိုက်တယ်0.5 meter meter တဝက်လောက်မလိုက်တဲ့အခါမှာ what is the gravitational potential energy gain by the back ဒီအိတ်ကနေရလာမဲ့ အတီဆွမ်းရင်ကိုမေးတာပါဒါကြောင့် mass သိတယ် high သိတယ်ဆိုရင် PE တွက်လို့ရပါတယ် PE equal to mgh ဒါကတော့ note တက်လောက်ထားမှာဖြစ်ပါတယ်မှတ်ထားမှာဖြစ်ပါတယ်ဟော example 5ကိုဆက်ပြီးတော့ကြည့်ရအောင် how much more gravitational potential energy ဘလောက် gravitational potential energy ဘလောက်ပိုများသွားတယ်လဲဘလောက်များသွားလဲလို့မေးတဲ့အတွက်ဒါ gravitational potential energy မူလအနေထားနေပြီးတော့အခြေအနေတစ်ခုပြောင်းတဲ့အခြေအနေဖြစ်တဲ့အတွက်သူက Dedra PE ကိုရှာခိုင်းတာပါ20 kg box 20 kg ရှိတဲ့ box တစ်ခုဘူးတစ်ခုကိုစင်3.3 m အမြင့်ရှိတဲ့စင်ကနေပြီးတော့အဲ့ဒီစင်ရဲ့1.8 m အမြင့်ကို ရွှေ့လိုက်မယ်ပထမအဆုံးမူလက H1 ဟာ3.3 m ရှိတယ်နောက်တစ်ဆင့်ကိုရွှေ့လိုက်တယ် H2 ပေါ့1.8 မီတာအမြင့်ကိုပြောင်းလိုက်တယ်။အဲ့ဒီအခါမှာဖြစ်သွားမယ်ပြောင်းလဲသွားမယ်ဘလောက်ပိုလာမလဲဆိုတာမေးတာပါ။အဲ့လိုမေးတဲ့အတွက်အမြင့်နှစ်ခုရှိတယ်။တတမ၈နဲ့၃ညတတမ၃။အဲ့တော့ဒီမှာတချို့က H1 H2 လို့သတ်မှတ်လိုက်လို့ရှိရင်လေပထမဦးဆုံး data PE data PE ကိုရှာဖို့အတွက် PE1 PE2 ရှာလို့ရတယ်။အဲ့တော့ PE1 မှာဆိုရင်တချို့က MG H1 ပြီးတော့မှ MG H2 အဲ့တော့အမြင့်နှစ်ခုနဲ့နှစ်ခုစလုံးရှာမယ်နောက်ပြီးကြမှာနောက်တစ်ဆင့် delta PE PE2 PE1 ပေါ့များတဲ့ထဲကနဲတာအောင်နှုတ်တဲ့သဘောပေါ့ဒါ PE2 ကများမယ်နောက်တစ်ဆင့်မြင့်တဲ့နေရာကိုရွှေ့တဲ့အတွက်အမြင့်က1.8ဆိုတဲ့အတွက်တုံကြတဲ့တမ3ထဲများတဲ့အတွက်တချို့က PE2 များတယ်ပေါ့ PE2 တွေက PE1 ကိုနှုတ်ဒီလို ုံစံမျိုးနဲ့လည်းတွက်လို့ရပါတယ်တခါတည်းတန်းပြီးတော့ delta p equal to mgh minus mgh not နဲ့တွက်လဲရပါတယ်နှစ်ခုစလုံးတွက်ကြည့်ပါအဖြစ်အတူတူပါပဲမင်းတို့ကိုယ်တိုင်စူးစမ်းလေ့ကျင့်ကြည့်ပါရမှာပါအဲ့တော့ဒီနေ့သင်မဲ့သင်ခန်းစာလေးရတော့တစ်ချက်ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပ